ဒါကတော့မင်းမှုခိန်တိုင်းသုံးနဲ့ BSF ကကုညီတော့ပံပြီးထားတဲ့စစ်ဆောင်စခန်းခွဲတစ်ခုပဲဖြစ်ပါလေ။မကွေးတိုင်းစေတုတ်တရာမြို့နယ်မြောက်ပိုင်းရှိကျေးရွာ၁၈ရာကစစ်ဆောင်တွေမှာငှက်ဖျားယောဂါအရေးပြားယောဂါနဲ့ဝမ်းပြဲဝမ်းရှုပ်ယောဂါတွေခံစားနေရပြီးစေဝါမလုံလောက်တဲ့အခက်အခဲတွေရင်ဆိုင်နေရပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းထိုးမှုတွေကြောင့်စေတုတ်တရာမြောက်ပိုင်းရှိလုံးစုံရွာမကြီးရွာဇီးပြူကုန်းရွာအပါအဝင် ကျေးရွာ၁၈ရွာခန့်ကပြည်သူ၃၀၀၀ခန့်ဟာစစ်ကောင်စီနဲ့ကင်းလွတ်တဲ့တောတိုက်တွေရာကင်းတွေတဲကိုတွားရောက်ဆစ်ဆောင်နေကြရတာပါအဆိုပါဆစ်ဆောင်တွေကိုနီးစက်ရတော်လန်ကြီးတပ်ဖွဲ့တွေကစောက်ရှောက်ထားပေမဲ့စောင်းချင်းအောင်မရှိတာတောက်သုံးရီမတန်တာနဲ့ရင်းလုံးအင်းသားမရှိတာတွေကြောင့်ငှက်ပြားယောဂခန်းစားရသူ၈ဦးဝက်ပြက်ဝန်းရှိုးယောဂခန်းစားရသူ၂၀၀ဦးခန့်နဲ့အရေပြားယောဂခန်းစားရသူ၁၀၀ကျော်အထိရှိလာတယ်လို့ဆစ်ဆောင်တွေကိုကူညီပေးနေတယ်မင်းမှုခရိုင်တယင်းသုံးရဲ့တာဝန်ရှိသူတအူးကဆိုပါတယ် ခုပထမဆုံးတွေ့လာတာကငါးဖျားတွေပါတွေ့လာတဲ့အနေထားမှာဖြစ်တာဗျ။အခုလောလောဆယ်ကတော့လောလောဆယ်အနေထားလိုဒီလူကြီးနေတဲ့အနေထားတော့လုံလောက်တယ်ဗျ။အများရင်တော့မလုံလောက်တာသေးကြတယ်ဗျ။ဒီအခုလောလောဆယ်ကတော့လုံလောက်သူ့ရှိရဆိုတာရှိရလေးနဲ့အရင်ဆုံးကုပေးထားရတာပေါ့။ဟုတ်ဘလို့မှလက်ကားကွယ်လို့မရတဲ့အနေထားဘူး။အဲ့ဒါချင်းကရအဲ့ဒီအဲ့လိုချစ်တဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေတော့ကျွန်တော်တို့ရန်ခက်ခဲတယ်ဗျ။ကျွန်တော်ကြိုပြီးတော့ပြင်ဆင်ထားကြတာပေါ့ဗျ။အဲ့လိုမျိုးချင်းအောင်လေးပါလေးဆိုတာလဲဝယ်ရတာလက်ခက်တယ်ဗျ။နောက်ပြီးတော့ရောက်ဖို့ကလည်းခဲရင်တယ်ပေါ့။ ချမ်းမာရေးအတီးပိတာတွေဘာတွေပါလောအောင်မှာဆိုတော့ဒါအပြင်စေဝဝယ်ယူရမှာလဲဈေးနှုန်းမြင့်တက်နေပြီးအခုချိန်ဟာမိုးရသည်ဖြစ်တဲ့အတွက်လမ်းဘက်ဆက်သွယ်ရေးအခက်အခဲကြောင့်မြို့ပေါ်ကဝယ်ယူဖို့အခက်အခဲတွေရှိတယ်လို့လဲသူကဆက်ပြောပါတယ်ကျွန်တော်တို့စီမှာဒီပုံမှန်တဲ့ SKBN တပူကိုပဲ1000 2000လောက်ပေးနေရတာ အဲ့ဒါလူတယောက်ကိုပေးလိုက်ချက်တဘူးဆိုရင်ကျွန်တော်တို့ကလည်းဘာချက်ကလည်းအဲ့လောက်ကြီးမရဘူးပေါ့အဲ့လူခံပြောပါလုံနေရတာဆိုကျွန်တော်တို့ကဒီတောင်ကုန်းတောင်ကန်းထူတဲ့တချောင်းပြောင်းလဲပေါ်တယ်ပေါ့အဲ့ဒီငကိုလိုကတည်းကကျွန်တော်တို့ကဒီပတိမာလက်ဘတ်ဆက်တည်းကြီးရခက်ခဲတယ်နောက်ပြီးတော့ဒီဖုန်းလိုင်းတွေပါကြမှာစားကုန်ခက်ခဲဒီဘက်တင်မှာလည်းကျမကြီးဆောင်ရွက်မှုကဟုတ်ရတော့လည်းမရှိရမရှိတဲ့လောက်ရှားရပေါ့အရင်အဲ့ဒီဥစားတွေကကျွန်တော်အခြားဘက်တွေအခြားမျိုးနယ်တွေထိသွားဝဲရတာပေါ့ဟောအဖမ်းခံရတာလည်းရှိနိုင်တယ်နောက်ပြီးတော့ဟိုကကြန့်ကြရပေါ့ အာဒီပုံမှန်လမ်းကြောင်းဟုတ်တဲ့အတွက်ကြံ့ကြံ့မှုတွေလည်းရှိလာနိုင်တယ်အဲအဲအကြောင်းပါဗျာတခါတော့တကယ်လို့မာလိုက်တဲ့အခါမှာရှုံးတဲ့ပစ္စည်းရလည်းရှိရပါဟုတ်ဒါအပြင်တောက်ရည်နဲ့တုံးရည်ကိုစစ်ဆောင်စခန်းအနီးရှိချောင်းရည်ကိုတုံးဆွဲနေရပြီးအပေါ်အပါသွားရမှာလဲတိုးတောင်တွေအတွင်းမှာပဲဖြစ်တယ်လို့သွားကြရတယ်လို့ဆိုပါတယ်စေရုပ်တရားမျိုးနဲ့အတွင်းမှာဧပြီလ26ရက်နဲ့မေလ18ရက်တို့မှာလုံးစုရွာဇီးပြူကုန်းရွာနဲ့မကြီးရွာတို့ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေစစ်ပေးရှောင်ခဲ့ရပြီးစစ်ပေးရှောင်ဦးကြီးဟာတမျိုးလုံးအတိုင်းအတာအနေနဲ့တပေါင်းကျော်ခန့်ရှိလာပြီလို့လည်းသိရပါဗျာ။